VOA အမှုအတွက်တရားရုံးအမိန့်ကိုအစိုးရလိုက်နာမှု ရှိမရှိနှစ်ဖက်ကြားနာပွဲကို Washington DC ခရိုင်တရားရုံးမှာပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတူတာချန်သာပြဖို့ထားပါတယ်ရှင်တမရာထရမ်အစိုးရက VOE တင်ဆက်ထားကိုရက်ဆိုင်ပြီးဝန်ထမ်းတွေကိုလာတာနဲ့ခွင့်ပေးထားတဲ့လို့ရကူအမေရိကန်ပြည်အောင်စု DC ခံကြားရုံးကပထမချိန်နှစ်ဖက်ကြားနာမှုပြုလုပ်ပြီးနောက် April 22ရက်နေ့မှာအစိုးရအမိန့်ကိုပယ်ဖျက်ကြောင်းအမိန့်ထုတ်ခဲ့တာပါ တရားရုံးအမိန့်မှာ VOA လုပ်ငန်းရှင်ဆက်လက်ပတ်ရမယ်လို့လည်းဖော်ပြခဲ့ပါတယ်။ဒီအမိန့်တွေကိုအစိုးရဘက်ကလိုက်နာမှုရှိမရှိဒေတာဆန်တော်ချင်းဂျွန်လာ23ရက်နေ့က DC ခံတရားရုံးမှာဒုတိယကြိမ်နှစ်ဖက်ကြားနာမှုပြုလုပ်ခဲ့ပါတယ်။တရားရုံးကလုပ်ငန်းရှင်ပြန်လည်ပတ်ရမယ်လို့အမိန့်ထုတ်ထားပေမဲ့ Global Media အစိုးရ Agency USAGM ကဂျွန်လာ20ရက်နေ့မှာဝန်ထမ်း6ဟာကျော်ကိုအလုပ်ထုတ်ကြောင်းစာပေးပို့အတည်ပြုခဲ့ပါတယ်။ VOA မှာရှိတဲ့ဝန်ထမ်းတွေအားလုံးရဲ့85ရာခိုင်နှုန်းကိုတော့ဂျွန်လာ20ရက်နေ့မှာအလုပ် ရက်နာတဲ့စာတွေကိုပို့လိုက်ပြီးဖြစ်တယ်ဆိုတော့ဒါဟုတ်ကြည့်ချင်းအဖြစ်ကတော့ UAE အစီအစဉ်လေးကိုတစ်ဖက်အစိုးရဘက်ကတော့ဒါလုံးဝကိုအပြီးအတိုင်းလီးပါဖြတ်သိမ်းမှုအတွက်ကြိုးစားတယ်ဆိုပြီးတော့ဒီရှင်းနေရပြောတဲ့ဘက်ကအစိုးရရှင်းနေဘက်ကပြန်ပြီးတော့ရှောက်လဲတာကတော့မဟုတ်ဘူးသူတို့ဒီ UAE အစီအစဉ်လေးကိုဆက်ပြီးတော့လက်ပတ်နေတယ်ရုပ်တံအစီအစဉ်တချို့လည်းရှိပါတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့သိထားတဲ့အခြေအနေအရာကတော့ရုပ်တံအစီအစဉ်တော့မှပဲမိနစ်ပိုင်းလေးတွင်ပြီးတော့ပြန်ပြတ်သွားတာမျိုးလုံးဝကိုလောလောဆယ်မှာရုပ်တံအစီအစဉ်ဆိုတာမရှိဘူးရေဒီယိုအတန်လိုက်နေမရှိဘူးအင်တာနက်အွန်လိုင်းပေါ်ကနေပြီးတော့မှသတင်းတချို့ကို ဂျူကြားဂျူကြားလွတ်နိုင်တာလွယ်လို့ရှိရင်အသံလွတ်နေတယ်လို့ခြွားရောတော့မသိရဘူးပေါ့နော်ဒီဧပြီလတုန်းကတရားသူကြီးချမှတ်ခဲ့တဲ့အမိတ်အပေါ်မှာဘလိုက်နာဘူးမရှိဘူးဆိုတာကိုကျွန်တော်တို့ဘက်ကရှိနေရတင်ပြတယ်ဒီတစ်ဖက်ကလည်းသူတို့ကတော့ဒါသူတို့ဘက်ကဆက်လုပ်နေပါတယ်လိုက်နာမှုရှိပါတယ်ဆိုတာမျိုးနဲ့ပြန်ခြေပါတဲ့ရှားနာမှုပေါ့နော်ဆိုတော့ဒီအပေါ်မှာဒီအစိုးရဘက်ကနေပြီးတော့မှအသေးစိတ်ပေါ့နော်ဘလို့ပုံစံနဲ့သူတို့လိုက်နာတယ်ဆိုတာကိုအစင်ကစားတင်ဖို့အတွက်ကိုတော့တရားသူကြီးကနောက်လာမယ့်ပုံမှုကြီးချိန်ထားပါ ဂျွန်လ23ရက်နေ့ကြားနာမှုအပြီးမှာတရားရုံးကအချက်၃ချက်ပါတဲ့အမိန့်စာထုတ်ပြန်ခဲ့ပြီးပထမအချက်အနေနဲ့ USAGM ကပြီးခဲ့တဲ့လပိုင်းတွင်အတွင်းမှာငွေကြေးသုံးစွဲတာကစပြီးဝန်ထမ်းတွေလုပ်ငန်းဘယ်လိုလဲပတ်နေလဲဆိုတဲ့အခြေအနေအဲ့ဒီအခြေအနေတွေကိုလွတ်တော်ကိုတင်ပြထားမှုစာရာတွေကိုဂျွန်လ29ရက်နေ့မှာတရားရုံးကိုအသေးစိတ်တင်ပြဖို့ဖော်ပြထားပါတယ်ဒုတိယအချက်အနေနဲ့အစိုးရရှိနေတွေရဲ့တင်ပြချက်ကိုဝန်ထမ်းတွေဘက်ကရှိနေတွေကဂျူလိုင်2ရက်နေ့မှာပြန်လျှောက်လဲရမှာဖြစ်ပါတယ် တတိယချက်ကတော့ USGM မှာသမ္မတ Trump ခန့်အပ်ထားတဲ့အကြီးအကျယ်ပေး Kerry Lake ဘက်က VOE ဝန်ထမ်းတွေဆွဲဆိုထားတဲ့အမှုကိုဆိုင်းငံ့ထားဖို့အစိုးရတင်သွင်းထားတာကိုတရားရုံးကပယ်ချလိုက်တာဖြစ်ပါတယ် and we're ceding that space to China to Russia Iran အရေးအထိစောင့်ကြည့်နေကြတာပါအခုတော့နားလည်မှုလွဲတဲ့စစ်ဖြစ်မဲ့အခြေအနေကိုရောက်နေပါပြီကျမတို့ VOE ကယုံကြည်ထိုက်တဲ့အတန်ဖြစ်ခဲ့တာပါအခုတော့အရင်တုန်းကလိုထုတ်လင်းခွင့်တွေမရှိတော့ပါဘူးဒေတာစံတော်ချိန်ဂျွန်လ25ရက်နေ့မှာ USGM အကြီးအကျယ်ပေး Kerry Lake ဟာ American လွှတ်တော်နိုင်ငံသားကြီးရဲ့ company မှာ VOE နဲ့ပတ်သက်ပြီးအစီရင်ခံကြားနာဖို့ရှိနေပါတယ် ဂျွန်လ23ရက်နေ့ဒုတိယအကြိမ်နှစ်ဖက်ကြာနာပွဲမှာတော့အဆိုရအုံစည်းအ ਨੇ ဆုံးဖြစ်အောင်ဝန်ထမ်းတဲ့လုပ်ငန်းတွေရှော့ချတာလို့အဆိုရရှိနေဘက်ကတင်ပြခဲ့ပေမဲ့တိကျရှင်းလင်းမှုမရှိတာကြောင့်အချက်လက်အသေးစိတ်ပြန်တင်ပြဖို့တရားသူကြီးကအမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဒုတချန်တာပါ။